ဒီဗီဒီယိုရဲအကစားပစ္စည်းလေးတစ်ခုရှိအောင်နဲ့အောက်ပိုင်းကြီးတဲ့သူတွေအတွက်ကြစ်လက်ပြီးသိလာတဲ့အပြင်ကိုဘိုက်လက်မောင်းအစီတွေလည်းကြာသေးတယ်ဆိုတော့အရန်မိုက်လို့ဆန်ကြည့်လိုက်ရအောင်နော်။မာရိုက်ပစ္စည်းလေးရောက်လာပြီဆိုတော့ဆဖောက်ကြည့်လိုက်ရအောင်နော်။အယောင်အဖြစ်သူ့မှာကပန်နဲ့ခရမ်းနဲ့နှမျိုးရှိတယ်ပေါ့နော်။ပန်ရောက်ကုန်နဲ့ခရမ်းရောက်ပဲရလာခဲ့တဲ့ဒါပေမဲ့လည်းအယောင်လေးကချစ်စရာလေးပဲနော်။ကြိုက်တယ်။ဒါလေးတော့သင်းဝယ်တာတော့ short စီနော်ပေါ့နော်။ဘက်900ကျော်ကြာပါတယ်ရှင်။အထဲမှာတော်တော်များများဆုံပါတာပေါ့နော်။ဒါလေးကတော့ဘယ်တော့မှမဖက်ဖြစ်တဲ့အညွန်စာအုပ်လေးပါရှင်။သူကသာအကစားလောက်ရတာမကြိုက်တာပေါ့နော်။ဒါပေမဲ့အကစားပစ္စည်းဝယ်စုတဲ့နေရာဆိုရင်အယံကြိုက်တဲ့အိမ်မှာလည်းပုံနေပြီပေါ့နော်။ဒါပေမဲ့လည်းအစ်စ်ထွက်တဲ့ခါကြိုက်ရင်လည်းထပ်ဝယ်တာပဲပေါ့နော်။အခုကတော့အတွင်း င်ရပစ္စည်းလေးကောင်းမကောင်းတစ်ချက်လောက်စစ်လိုက်အောင်မဟုတ်ပါနော်။သူကအမခံပစ္စည်းဆိုပေမဲ့လည်းမကောင်းဘူးဆိုတခါတည်းဆိုင်ကိုပြန်ပို့ပြီးတော့အစ်စ်ပြန်လဲခိုင်းလို့ရအောင်ပေါ့နော်။လူမျိုးအကစားပစ္စည်းတွေဝယ်လာပြီးလို့တက်မတက်စင်မတက်ဘူးဆိုရင်တော့မဟုတ်နော်။သူပေးလာတဲ့အညွန်းစာအုပ်ထဲအတိုင်းပေါ့နော်။လှုပ်လိုက်ပေါ့နော်။တစင်ကတော့မကြည့်တော့ဘူးရှင်။ကိုယ့်အကူပေါ့နော်။ review လေးကြည့်ပြီးတော့ပေါ့နော်။ရွှေရှောင်းတက်လိုက်ပါပဲရှင်။အရန်လည်းမခက်ပါဘူးပေါ့နော်။ပြီးတာနဲ့အလဲရဒုတ်အတိုင်းလေးထည့်ပါမယ်ရှင်။ဒီဒုတ်အတိုင်းလေးကအရှင်ပဲပေါ့နော်။သူရဲ့အဆင့်လေးတွေတို့လားတစက်တစက်ပါတာ။အဲအတူအ short လုပ်လို့ရပါနော်။တူတူလုပ်မလားရှည်ရှည်လုပ်မလားအမျိုးမျိုးလုပ်လို့ရပြီးတာနဲ့လက်ကင်တက်မယ်။သူ့လက်ကင်ကလည်းနှစ်ခုပါတယ်။အပေါ်လက်ကင်ရောအောက်လက်ကင်ရောပေါ့နော်။ ဒါလေးလည်းအရှင်ပဲဒီအားကစားပစ္စည်းတစ်ခုလုံးကအရှင်နေယူပဲပေါ့နော်ဖြုတ်လိုက်တက်လိုက်လှုပ်လို့ရအောင်ပေါ့နော်ပို့ပြီးတော့အဆင်ပြေတာပေါ့ပြီးတော့အဲ့နဲ့ကြိုးလေးထည့်လိုက်ပါမရှင်ကြိုးထည့်လည်းအရင်မခက်ဘူးရှင်ဘေးတောက်အနေထည့်လိုက်ရုံပေါ့နော်အခုဆိုရင်တော့အားလုံးတက်ဆင်လို့ပြီးသွားပြီဆိုတော့ဆာလှုပ်လိုက်ရအောင်နော်မလှုပ်ခင်မှာဒီကအတူရှင်လှုပ်လို့ရတာလေးကိုတစ်ခါလေးပြပေးလိုက်တော့ပေါ့နော်ဒီလိုပုံစံလေးပါရှင်အဲ့ဆိုရင်ဘိန်းသွားလေးတွေကောင်းမကောင်းစပြီးတော့ဆန်းနေပေါ့နော်လှုပ်ပုံကြည့်လိုက်ပါအောင်နော်မထုံမနှမ်းလေးလှုပ်နေတာတကယ်တမ်းဆန်းနေတာပေါ့နော်အခုမှပဲအတီဆာလှုပ်ပါတော့မရှင်ဒါကတော့ပေါင်သားတွေအတွက်ပေါ့နော်လုံးဝဒီကဘယ်လိုမျိုးပြောတင်ပစုံလေးတွေပေါ့နော်ကြွက်သားလေးတွေထွက်လာဖို့အတွက်ရှင် ခုလိုမျိုးကြိုးကင်ပြီးတော့လှုပ်လို့လည်းရပါတယ်เนาะပြီးသွားတာနဲ့ဒါကြတော့ byte သားနဲ့ဒီပေါင်သားတွေအတွက်ပေါ့เนาะဒီတင်နေပေါ့အဲ့ဒီနေရာအတွက်အရန်ကောင်းတယ်ပြီးတာနဲ့ဒီဒါလေးကိုအတူပြန်လှုပ်လိုက်မယ်ပြီးတာနဲ့ပြန်ဖြောက်လိုက်ရပေါ့เนาะဖြောက်လိုက်တက်လိုက်အရန်ကိုအလုပ်ရှုပ်ပါလေရှင်တကယ်တမ်းအကြတော့ခုလိုမျိုးအလုပ်မရှုပ်ဘူးเนาะကိုကဗီဒီယိုရိုက်ပြရဲဆိုတော့လေသူရဲ့လှုပ်ကွက်လေးတွေဘယ်လိုရှိမရှိလှုပ်ပြရတဲ့အတွက်ပေါ့เนาะဖြောက်လိုက်တက်လိုက်လှုပ်ပြနေတာပါရှင်အခုကကြတော့နောက်ထပ်တစ်ခွက်ထပ်ပြီးတော့လှုပ်ပြပါမယ်ရှင် byte သားနဲ့ဒီက တင်ပစုံတွေရောဒီဖင်တွေရောပေါင်တွေရောအတွက်ပေါ့နော်ဒါကြစ်ကြစ်လက်လက်လေးဖြစ်အောင်လို့အခုလိုမျိုးလုပ်တာရှင့်ဒါတော့လက်မောင်လဲအားဆိုင်ရတဲ့အတွက်အရန်ကောင်းပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့လက်မောင်အဓိကဖြစ်တဲ့ဟာလေဂီတာတီးတာလားဒါဘာလောက်တာလဲမသိဘူးပေါ့နော်ဒီလိုမျိုးအကွက်လေးလည်းအရန်ကောင်းတယ်နော်ဒါတော့ ဘယ်လိုမေးပြောမလဲလက်မောင်းကကြွက်သားတွေပေါ့နော်တင်းတင်းရင်ဖြစ်ပြီးတော့ကြစ်ကြစ်လေးလေးဖြစ်နေတာပါရှင့်။စဉ်ကတော့အကစားပစ္စည်းဝယ်လာပြီးတော့သူရဲ့လောက်ွက်တဲ့အမေမျိုးလောက်ပြနေရပေါ့နော်စိတ်ရှိရှိနဲ့ခဏနေကြရင်ဒီအကစားပစ္စည်းလေး၃ရက်လောက်လောက်ပြီးတော့ပေးအဲ့တော့မှမြင်အောင်လေ။ဒါလေးကတော့ယောဂအကွက်လေးပေါ့နော်သူကကြတော့အကျော်လျှော့တဲ့နီလေးပေါ့နော်ဒါပေါ့ပေါ့ပါဖြစ်နေတယ်ပဲရှင့်။ပြီးသွားတာနဲ့ဒါကတော့လက်မောင်းအတွက်ကောင်းမယ်ပြီးသွားတာနဲ့ဒါကတော့ဗာလီကျင့်လာတော့မသိပေါ့နော်လောက်ပြလိုက်တယ်ပဲရှင့်။ဒါလက်မောင်းနဲ့ခြေထောက်အတွက်လာမသိပေါ့နော်ကြည့်လိုက်ပါပေါ့နော်။အရန်ပင်ပန်းတဲ့ဒီ vlog ရရတာလေးတစ်ခုပြီးတစ်ခုလောက်ပြရတယ်ဆိုတော့လေကိုဟာကိုဆိုရင်လည်းခုလိုမျိုးလောက်ပြမှာမဟုတ်ဘူးပေါ့နော်။အဲ့တော့မို့ video လေးကို ကြည့်ပေးကြပါဗောနော်ဒါတော့ TikTok ကပို့အတွက်ဗောနော်အဲသွေးပူလေးကြည့်ခံလုံနေဟဲ့နောက်တာပါရှင်အာကစားလုံနေတာပါနော်သူ့ရဲ့အာကစားပစ္စည်းလေးရတယ်ပြောမဆိုပေးရတဲ့ဈေးနဲ့တော်တော်တန်နေပြီဗောနော်လောက်ွက်တွေကအများကြီးပဲအဲ့ဒီမှာကြည့်လိုက်ပါနော်ကြည့်ရင်ကြည့်နော်အဲ့မှာပေါင်စပြဲပါတော့မယ်ရှင်အဲ့မှာပြုတ်ကျသွားပြီပြုတ်ကျလို့နာသွားပြီဆိုတော့ဗီဒီယိုလေးကိုဒီလောက်တော့ပဲနားလိုက်တော့မယ်နော်အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးထူပဲကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတတား